ဝေးရောက်သားရဲ့ရင်ဖွင့်စကားမွေးမေအိမ်တွင်နေထိုင်စဉ်ကနာကျင်ပူဆွေးဒုက္ခပေးတို့ဝေးကွာခဲ့ရသားဘဝသာစားခြင်းရာ ထမင်းဟင်းလျာကို အရသာခံစားခွန်အားပွားအောင်မွေးဖွားမေမြတ်ချက်ကြွေးတံသားဝေးခြင်းရာအစဉ်တန်စာကိုတော်လာခရီးရှုမကြီးအောင်ဘုံကြီးမေမြတ်ဝယ်ပေးတံသားလို့ခြင်းရာလုပ်ငန်းတာကိုဖိုင်မာကြီးဝါ အောင်မြင်သွားအောင်တရားရှိမိမြတ်လမ်းပြပေးတယ်။ဒါစိတ်ညစ်ခါပျော်ရွှင်လာအောင်ပိတာစကားကျင်နာများနှင့်ခွန်အားပေးတတ်မွေးမြေမြန်။ဒါနာမကျန်းခါကောင်းမွန်လာအောင်ဘေးမှာဆောင်စားပြုစုများက စေဝါတိုက်တတ်မွေးမြေမြန်။ဒါဤပူဆွေးဒုက္ခပေးတို့ဝေပပြောက်ရေးရှေးရှုပေးရေငွေမိမြတ်သည်အိပ်ပျော်မီလား သို့တော်လည်းလီမွေးမေအဝေးတွင်နေထိုင်စဉ်ကနာကျင်ပူဆွေးဒုက္ခပေတို့ရောထွေးကြရတာဘဝအခုနေကတိုင်းတစ်ပါးမှာသားတယောက်သည်စွန်စားသူဖြစ်ပြီးမတိငိမ့်စိတ်ထားလူဆောင်ကြမှာခါသည်စရာရှင်ဆိုင်ပါရင်မာယာလောကဖြတ်တန်းရာအခုညကတိုင်းတစ်ပါးမှာသားတယောက်သည်မွေးရစီက ကြည်သာနှလုံးအမေ့ပြုံးဖို့အိတ်တုံးမှာပင်လွမ်းရောင်မြင်ခဲ့။ငွေမေခွဲခွာဝေးရောက်လာလေ။ကျင်နာခွန်အားမိစကားကသားနှလုံးသားကြားဆုံးမထား၍လမ်းမမလျှောက်လမ်းမှန်ရောက်ခဲ့။ဩအဝေးရောက်သားရှင်ဖွင့်စကားကိုမိချားတိကကျမ်းမာပါက နာကျင်ပူဆွေးဒုက္ခဘေးတို့ပြေးတွေ့ပါလေမကြောက်လဲဘူး။ သူရဲကောင်းစိတ်တဲ့သူတော်မြတ်တို့ဖြောင်းမဲ့ကြိုးစားဓာပြောပါအံမွေးဖားမိခင်သိစေခြင်းကဲ့